မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ16ရက်နေ့မနက်ပိုင်း Radio NUG ပြည်တွင်းသတင်းများကိုတင်ပြပေးပါရုံမီကျွန်တော်ကတော့ຫນွေဦးနိုင်ပါ ်အခုပထမဆုံးတစ်ပုတ်အနေနဲ့ရခိုင်ရေပိုင်နဲ့အတွင်ဝင်ရောက်လာတဲ့တရားမဝင်ရေလုံသား22ဦးကိုဖမ်းမိပြီးတရားမဝင်နေဆက်ဖြတ်ကျော်၅ဖမ်းမှုပြဿနာကိုကင်တွယ်ဖြေရှင်းရန်ဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းကအဖြေတစ်ခုရရှိရန်မျှော်လင့်တယ်လို့ဥခိုင်တုခပြောဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေး15ရက်နေ့မှာတရားမဝင်ရေလုံသား22ဦးကိုရခိုင်ရေပိုင်နဲ့ရခိုင်ကမ်းရိုးတန်းမှ1ကီလိုမီတာအောက်သာဝေးတဲ့နယ်နိမိတ်မြင်းမှ10ကီလိုမီတာကျော်အကွာမှာဖမ်းဆီးခဲ့ကြောင်း ULA AA ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခမှာ သတင်းထုတ်ပြန်ထားပါရင်အဆိုပါရေလုံသားများဟာဘင်္ဂလားဒေ့ရှ်အနာပိုင်များရဲ့သတိပေးချက်များကိုသိရှိထားတော်လဲအဆိုပါသတိပေးချက်များကိုပြောင်ပြောင်တင်းတင်းလေးလေးရှုခဲ့ပြီးတော့တရားမဝင်၅ဖန်လုပ်ငန်းများကိုအကြိမ်ကြိမ်လုဆောင်ခဲ့ကြောင်းလဲ၎င်းတို့ကဝန်ခံခဲ့တယ်လို့ဖော်ပြထားပါရင်အိန္ဒိချင်းနှစ်နိုင်ငံကြားအပြုသဘောဆောင်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားရန်ရည်ရွယ်ချက်ဖြင့်အဆိုပါရေလုံသားများကိုပြစ်ဒဏ်မပေးဘဲပြန်လွတ်ပေးမှာဖြစ်တယ်လို့ဆိုထားပါရင်ဘင်္ဂလားဒေ့ရှ်အနာပိုင်များရဲ့အကြိမ်ကြိမ်သတိပေးချက်များကြားမှတရားမဝင်၅ဖန်ချင်းအတွက်ရခိုင်ရေးပိုင်နဲ့အတွင်သို့တရားမဝင်ဝင် င်ရောက်မှုမှာ ပြဿနာတစ်ခုအဖြစ် UN လေးမှမှတ်ချက်ပြုထားပြီးတော့အဲ့ဒီလူလုံရှောင်းမှုများဟာဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နှစ်နိုင်ငံလုံးမှာရှိတဲ့တရားဥပဒေကိုလိုက်နာသောငါးပန်းသမားများရဲ့အတက်မွေးဝမ်းကြောင်းကိုချိန်ချောက်လျက်ရှိတယ်လို့ဥက္ကဋ္ဌဒုက္ခမှပြောဆိုထားပါတယ်။တရားမဝင်နေဆဲဖြတ်ကျော်ငါးပန်းမှုပြဿနာကိုကင်ထွယ်ဖြေရှင်းရန်အတွက်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ကြားပူးပေါင်းလှုပ်ဆောင်ပြီးတော့ထိရောက်တဲ့အဖြေတစ်ခုရရှိရန်မျှော်လင့်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖိလပိုင်သမ္မတဟောင်းဒူတာတေးကိုပထမအကြိမ်နိုင်ငံကရာဇဝတ်တရားရုံးကြားနာမှုပြုလုပ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ဖိလပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေးဟာမနီလာမှာလူသက်မှုစွဲချက်ဖြင့်ဖမ်းဆီးခံရပြီးတဲ့နောက်ရက်ပိုင်းအတွင်ဒူတာတေးကို The Hate မှာရှိတဲ့နိုင်ငံကရာဇဝတ်တရားရုံးမှာမပြတာပဲတမန်ကန်အကွာအဝေးရှိထိန်းသိမ်းစက္ကန့်မှနေပြီးတော့ video conference ဖြင့်ကြားနာခဲ့ကြောင်း AP သတင်းဌာနမှဖော်ပြထားပါတယ်။အဆိုပါကြားနာမှုကို ICC အမျိုးသမီးတရားသူကြီး3ဦးကဦးဆောင်ခဲ့ပြီးတော့ဒူတာ ာဒေးရဲ့ရှေ့နေအဖြစ်သူမိတ်ဆွေရင်ရှေ့နေဖြစ်သူမစ္စတာဆယ်ဗာစတောမီဒီယယ်ဒေးရကဆောင်ရွက်ခဲ့ပါတယ်2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ2019ခုနှစ်မလ19ရက်နေ့အတွင်းဒူတာဒေးဟာဖိလစ်ပိုင်နိုင်ငံမှာလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ဆွဆွဲမှုတွေနဲ့တရားစွဲဆိုဖို့လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကိုကနဦးကြားနာတာဖြစ်ပြီးတော့အခုလိုနောက်တစ်ကြိမ်အဖြစ်ပြစ်မှုတွေအတီးပြူရေးနဲ့ပတ်သက်တဲ့ကြားနာစစ်ဆေးမှုကိုစက်တင်ဘာလ23ရက်နေ့မှာပြုလုပ်မယ်လို့တရားသူကြီးကပြောကြားထားပါတယ် ်ပြစ်မှုတွေကိုအကုန်လုံးဖြစ်ဖြစ်တစိမ့်တစ်ပိုင်းဖြစ်ဖြစ်အတီးပြုတ်နိုင်ပြီးဆိုရင်အမှုကိုကြားနာစစ်ဆေးရေးယုံတော်ကိုလွှဲပြောင်းမှာဖြစ်ပြီးတော့ယုံတော်ဟာလုံထုံးလုံနီရဲ့နောက်တဆင့်ဖြစ်တဲ့ယုံတင်စစ်ဆေးမှုကိုဆက်လက်လှုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးဘန်ကောက်မှာဆောက်လုပ်စဲမူးပြန်လမ်းမကြီး ြိုကျမှုကြောင့်မြန်မာနာဦးအပါဝင်အလုသမား9ဦးသေဆုံးပြီး30ခန့်ထဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။မလ25ရက်နေ့မနက်အစောပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖလန်းဆောင်မှာရှိတဲ့ရာမာ1လမ်းမကြီးပေါ်မှာတိဆောက်နေတဲ့မိုးပြန်လမ်းမကြီးပြိုကျမှုဖြစ်ပွားပြီးတော့မြန်မာနှစ်ဦးအပါဝင်အလုသမား5ဦးသေဆုံးပြီး30ခန့်ဒဏ်ရာရရှိကြောင်းထိုင်းသတင်းများမှသိရပါတယ်။ထိုင်းဝန်ကြီးဌာနသတင်းများအရအဆိုပါမတော်တဆဖြစ်မှုအတွင်ထိုင်းလူမျိုးအလုသမား2ဦးမြန်မာနိုင်ငံသားကိုစင်ကိုအောင်နဲ့ကိုနိုင်လင်းအောင်တို့နဲ့ထိုင်း င်းအင်ဂျင်နီယာတအူးတည်ဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးဒီပေါင်းခုမျိုးနယ်မှာအခြေခံပညာအလဲတန်းအဆင့်ចောင်းစင်းပွဲအခမ်းအနားပြုလုပ်တဲ့တဲ့ကိုတင်ပြပေးပါမယ်။မလ15ရက်နေ့မှာကင်းနီပြည်နယ်ဒီပေါင်းခုမျိုးနယ်မှာရှိတဲ့ကျေးရွာတရွာမှာ2024-2025ပညာသင်နှင့်အခြေခံပညာအလဲတန်းအဆင့်ចောင်းစင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း KPV News မှာဖော်ပြထားပါတယ်။အဆိုပါအခမ်းအနားမှာ IEC မျိုးနယ်ပညာရေးမှူးဒီမော့ဆူမျိုးနယ်ပညာရေးဘုတ်အဖွဲ့ဝင်အောက်စုပညာရေးကော်မတီဥက္ကဋ္ဌနဲ့ကရင်နီဧည့်သည်စေကန်တာဝန်ခံတို့ ကအမှားစကားပြောကြားခဲ့ပြီးတော့ចောင်းသားចောင်းသူများကအကအများဖြင့်ပြောပြခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။တော်လည်းဘယ်အချိန်ပြီးမလဲဆိုတာခံမှန်းလို့မရဘူး။အဲ့ဒီကနေအသီးအပွင့်တွေကခမားတို့ကျွန်တော်တို့ရဲ့အရှိမရောက်နေတဲ့သားတွေတမီးတွေပဲခံစားရမှာ။ဒါကြောင့်မို့ဓာရီကိုလည်းမိဘတွေနားလည်ပြီးတော့ကလေးတွေရဲ့ပညာရေးမှာအားစိုက်ပေးကြပါလို့ IEC မြို့နယ်ပညာရေးမှူးဦးမိုးလွင်ဦးကပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်ထူးချွန်စုရရှိကြတဲ့ចောင်းသားចောင်းသူများကိုစုချင်းမြင့်ပြီးတော့စာသင်ဆောင်ဆောက်လုပ်လှူဒန်းတဲ့အလှူရှင်များကိုច ောင်းတာဝန်ခံကကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့သိရပါတယ်။အဆိုပါကျောင်းမှာမူဂျိုတန်းမှနဝမတန်းအထိကျောင်းသားဥယျာဉ်တရားကျော်ရှိပြီးတော့ဆရာဆရာမ14ဦးဖြစ်တင်ကြားနေကလာမယ့်ပညာသင်နှစ်မှာအထက်တန်းအဆင့်အထိဖွင့်လှစ်နိုင်ရန်အတွက်ကျောင်းဆောင်လူအချက်ရှိကြောင်းကျောင်းတာဝန်ခံကပြောဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖေဖော်ဝါရီလအတွင်းရန်ကုန်ငွေအများဆုံးစုဆောင်းပေးခဲ့ကြတဲ့အဖွဲ့20 PRF ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။2025ခုနှစ်ဖေဖော်ဝါရီလအတွင်းအင်တိုက်အားထိုက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ Fundraiser များထဲမှရန်ကုန်ငွေအများဆုံးစုဆောင်းပေးခဲ့ကြတဲ့အဖွဲ့20ကို PRF မှထုတ်ပြန်ထားပါတယ်။အဖွဲ့20မှာ CSC Citizen Support Center, We Are One, ຫນွေဦးရောင်ကြီးအဖွဲ့ OFBFR, Spring Myanmar Society, SMS စတဲ့အဖွဲ့များပါဝင်ပြီးတော့ Camman American န်ဒေါ်လာ636,3492ဒေါ်လာခန့်ရရှိခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းကဖြစ်စီပြည်ပကဖြစ်စီပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ကြောချင်းကခွန်အားဖြည့်ရင်ဒီဒေါ်လာရေးမှာထောက်ပို့တပ်သားအနေနဲ့ပါဝင်ကြဖို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောက် Carshell ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။